ဘေဘီလေးတွေကဘာကာကြိုက်တယ်လေအိမ်ကတသားကလည်းဘာကာကိုအရန်စိုက်တဲ့အတွက်ကြောင့်မလို့တသားကိုလှုပ်ချည်ရဲ့ဘာကာပေါ့နော်အလွယ်ဘယ်လိုလုပ်လဲဆိုတာလေးပြပြပါမယ်ဘာကာပေါမုတ်ကိုစီစဉ်ကနေပြီးတော့ short bang ဆိုရဲ6လုံးတွဲပေါမုတ်အလုတ်ကိုပဲဝယ်လိုက်ပါတယ်အဲပြီးတဲ့အခါကျလို့ရှင်ခင်းချင်းသီးတွေတော့ သားချောင်းလေးအဲမီယိုနီစ်သုံးပါမယ်မီယိုနီစ်ကလည်းအလွယ်စစ်တီးမြတ်မှာအလွယ်ရတယ်ငြူတီအဆက်ပါတယ်မီယိုနီစ်ကိုသုံးထားပါတယ်ပမုတ်သားရဲ့အောက်မှာမီယိုနီစ်တစ်ထည့်ကိုခင်းပြုရှင်ဆလတ်ရွက်ခင်းဆလတ်ရွက်မဟုတ်ပဲနဲ့အိုင်လီတက်လို့ခေါ်တဲ့အရွယ်ရအောင်လို့ရှင်လဲအဲ့ဒါခင်းပူကျွတ်လေးနဲ့စားကောက်ပါတယ်အသားများလေးထည့်မယ်ပေါ့နော်အသားပြားကြတော့ဒီနေ့ကအသားလုံးလုတ်ပြထားတဲ့အသားကိုပဲပြပြီးကြော်ထားတာပါ ။အားကမှကိုနှစ်သက်ရာကိုစားချင်တဲ့ topic တွေကိုထည့်လို့ရပါတယ်။အဲ့ layer layer topic ရဲ့ဂျားထဲမှာတော့ဒီ mayonnaise လေးကိုတော့ထည့်ပေးပါ။ sauces down တွေထည့်လို့ရတယ်။ပြီးလို့ရှိရင်အဲကျက်သွန်နေဥချီပေါ့နော် အချိုပေါ့ဒိုင်းစားလို့ရတယ်ဥချီ onion ring တွေထည့်လို့ရတယ်။ capsicum လို့ခေါ်ရတဲ့ငရုပွန့်လေးတွေလည်းထည့်လို့ရပါတယ်။ double မစ်ကိုစားချင်လို့ရှိရင်တော့အသားပြားနှစ်လောက်ကိုဂျားထဲမှာထည့်လို့ရတယ်လို့အသားပြားဂျားထဲမှာလည်းဒဘတ်ချီစ်ပြအောင်ချီစ်ပြားတွေကိုကိုစိတ်ကြိုက်ထည့်လို့ရပါတယ်မယောနီစ်လေးကိုလေယာဉ်လိုက်ပြီးထည့်ပါပြီးလို့ရှိရင်ဆက်လုပ်ကောင်းပါတယ်ဒီမယောနီစ်ပူလေးကတော့ဒီဘာကလိုရစ်မှာတုံထားတဲ့ဟာလေးပါရုပ်သီးတသက်ထက်သုံးစရာမလိုအောင်ပြည့်စုံလို့အတွက်ကြောင့်မလို့သူ့ကိုသုံးဖြစ်ပါတယ်ရှင်ကဲနောက်ဗီဒီယိုနဲ့ပြန်ဆုံမယ်နော်တတား